ဘာလို့လဲဆိုတော့ကျမသားလေးဘလို့လောက်လဲစိုက်ကယ်နဲ့သူကတိုက်မလို့ဖြစ်တဲ့အချိန်မှာကျမသားလေးကဟိုဘက်နာနည်းနည်းလေးတွားပြီးဒီတီဗီဗီလား channel မှာကြိုးဆိုပါရဲရှင့်ဒီဗီဒီယိုလေးကတော့လက်တလောနာမည်ကြီးနေတဲ့အကြောင်းအရာလေးကိုပြသပေးသွားမှာပဲဖြစ်ပါရဲရှင့်ဆိုတော့ဟိုဒီအဆောင်မှာပေါ့နော်စီပင်အဲ့ရိတ်တာအဆောင်နှစ်နှစ်မှာကျမတို့က ငရင်ပြုတ်လို့ဆိုပြီးတော့တိုက်ပြုတ်လို့ဆိုပြီးတော့လူကြီးတွေကတို့အစီအစဉ်နဲ့တို့ထားရတာထားရတာဟာကိုမနေ့ကဟိုရုံးတော့ကျမထဲ့မပြောတော့ respect ထားလိုက်ပါမယ်ရှင်းကျမတို့ကျမယောက်ျားရဲ့ရုံးရုံးอ่ะပေါ့เนาะကျမယောက်ျားနဲ့ငွေမွေးခြံပေါက်တွေကွာအဲ့ဒီငွေမွေးခြံပေါက်တွေကကျမသားလေးကိုမနေ့ကဘာလုပ်လဲဆိုတော့သူကအသက်50လောက်ရှိမယ်ကျောင်းနာမည်တော့ထပ်မပြောတော့ရုံးရုံးတော့ respect ပေးလိုက်မယ်။ तू ကတော့အုံနောက်မရှိတဲ့ပုံမှာခလေးကိုအဲ့လိုမျိုးလှုပ်ထွက်လိုက်တာ။ နော်မနေ့ကဘာလို့လဲဆိုတော့ကျမသားလေးဘလို့လောက်လဲစိုက်ကဲနဲ့သူကတိုက်မလို့ဖြစ်တဲ့အချိန်မှာကျမသားလေးကဟိုဘက်နာနေနေလေးသွားပြီးဒီပဲလို့ဆဲလိုက်တာတော့ပါရှင်အတားတယ်အတော့တောက်ဘလို့လောက်လဲလောက်ပြလာအဆောင်53အဆောင်53အခန်းကဝင်းစော်မိုးဆိုတဲ့လူကြီးတားတားတားရက်နေတာရက်နေတော့ဆိုအနောက်ကတငယ်ချင်းတာပြောတယ်သူကပြေးလာပြီးတော့တဲ့အတားလည်းပြေးဖို့မနိုင်တော့မနိုင်တော့ပဲတော့တောက်ကိုဒီကုန်းကိုဆွဲပြီးတော့ကုန်းကိုဆွဲဆွဲပြီးတော့လက်နှစ်ဘက်ကိုချုပ်ပြီးတော့ ဒီဒီနောက်တစ်ချက်ရဒီနောက်တစ်ချက်ရရွာကိုဒီလက်ရောက်စော်ကားလို့ရလာရှင့်เนาะသူ့ယုံကိုကျမတို့ကဆိုင်ရဆိုင်အောင်တိုင်တော့ယုံရဲ့ကိစ္စမဟုတ်ဘူးတဲ့ယုံကိုမတိုင်ပါနဲ့တဲ့ရက်ကွက်နဲ့ဟိုဟာနဲ့ဆိုင်လာတဲ့ရက်စခန်းအောင်တိုင်နေခလေးကိုကိုဒီလက်ရောက်လှုပ်တယ်ပေါ့เนาะအခုចောင်းသွားကန်နေကျမစိတ်မကောင်းလို့ကျမตาနဲ့ပတ်သက်လို့မိခင်ဆိုတော့ညတညာလုံးလဲအိတ်မပြောဘူးမိုးသာလင်းသွားတာအခုလှုပ်ရှားရှိတာလှုပ်ပြီးတော့ line ပေါ်တိတ်အောင်လို့တင်ပေးတာပါရှင့်အခုဟိုဟာ ဟိုဘယ်လိုပြောမလဲအစီပြေအယိတာနှစ်အဆောင်53ကကျမတို့မိဘတွေကိုလည်းအဲ့ဒီလုံကျမတာကိုလုံတဲ့လူကြီးကမသိတာလည်းမဟုတ်ဘူးရှင့်တိတိကြီးနဲ့မိဘတွေကိုလာတိုင်ပေါ့ကျမတို့မဆုံးမရင်လည်းပြောပါ နော်ကျမတို့တာသမီတွေကိုကျမကန်းကွန်အိမ်ယာမှာနေကလေးကတိုက်ပေါ်အပေါ်နဲ့အောက်ကိုမစင်ဘာကြောင့်လဲဆိုတော့ယောက်ျားလေးကျမနှစ်ယောက်မွေးထားသမီးတစ်ယောက်မွေးထားတယ်ယောက်ျားလေးနှစ်ယောက်မွေးထားတဲ့အပေါ်မှာပြဿနာဖြစ်ရင်ကျမမရှင်းတာဘာကြောင့်လဲဆိုတော့လူတိုင်းကအခုဟာကလားနဲ့မြန်မာနဲ့ခွဲကြခွဲကြနဲ့ဆက်ဆံနေတယ်အဲ့ဒီဟာတွေလည်းလွတ်မြောက်ခြင်းနဲ့လွတ်ကင်းပါစေလို့လည်းကျမတို့ဆုတောင်းပါတယ်နော်ဘာဖြစ်လို့ဆိုတော့ထမင်းစားတာဒီပတ်သက်ကြတဲ့စားတဲ့ချီးပါတာကတော့နော်အားလုံးကိုလည်း ရိုသေးလေးစားမှုနဲ့ကျွန်မပြောတာပါရှင်ချိပါတာလဲဖင်ရပါတယ်ဒါမဲ့ပါလဲဆိုတော့ကလာမို့လို့ဟောလူမို့လို့ဒီလူမို့လို့နဲ့ကျွန်မတို့နှိတ်ကုတ်ပြီးဆက်ဆက်နေပေါ်မှာကိုဟာနာကိုနေတယ်ဘသူမှလည်းရမ်းမရှာကိုကြီးစရာရှိတာတော့ကျွန်မကူညီတယ်ဘသူမဆိုလဲမေးလို့ရတယ်ရှင်နော်ရုံးကိုမနေ့ကဆိုင်ရဆိုင်ရ36ခွန်ဆိုင်ရဆိုင်ရလူတွေကို36ခွန်ပါညအနောက်ကပေါ့နော်ဖုန်းနံပါတ်ကိုလှမ်းဆက်တိုင်တော့အမားတဲ့ဓာတ်တဲ့ရက်ကွက်နဲ့ဆိုင်တာတဲ့ကျမတို့နဲ့မဆိုင်ဘူးတဲ့အဲ့တော့ရက်စခန်းမှာတိုင်ပါတဲ့ရက်စခန်းအောင်တိုင်နေတာဘာဖြစ်လို့ဆိုတော့ခလေးကိုကိုတိလက်ရောက် လောက်တဲ့အတွက် ကိုဒီလက်ရောက်ခလေးကိုရိုက်တာတဲ့မိဘတွေနှစ်ပါရှိရတာနဲ့လာတိုင်းမှာရှင့်နော်ဘဒူပဲဘာကြီးပဲဖြစ်နေဖြစ်နေကျမတို့စောက်မပေးပါမယ်မစောက်မပေးရင်တော့ကျမတို့ကြိုက်တယ်လို့ပြောကြိုက်တယ်လို့ကျမတို့ပြန်ပြီးအရေးယူလို့ရတယ်အမှန်ကျမတို့ record လို့ဟိုဟာတိုင်လို့ရတယ်နော်စကန့်အောင်မလောက်ခုရှင်ဖះရိုက်တာကိုစောက်လိုက်မယ်ဘယ်ပါလာပဲဖြစ်ဖြစ်ဖះရိုက်တာပဲမတရားလုပ်လို့ရှင်ကံကံရဲ့အကျိုးဆိုတာရှိကြတယ်